မင်္ဂလာပါဒီနေ့ဆက်လက်ပြီးတော့ဘုဒ္ဓသာသနာတမိုင်းမှာထင်ရှားတဲ့ကောင်ဆယ်ကြီးနော်6ခုရှိတယ်အဲ့ဒီမှာ Third Buddhist Council ဖြစ်တဲ့တတိယသင်္ဃာယနာတင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေသွားပါမယ် In this light ဒီ that buddhist council တတိယသင်္ကန်းရနာတင်ပွဲမှာဆိုရင်အကြောင်းချက်ကလေးတွေနဲ့မျှဝေသွားမှာဖြစ်ပါတယ်။ပအဝင်တဲ့အကြောင်းအရာလေးကတော့ preparatory measures for convening the တတိယသင်္ကန်းရနာတတိယသင်္ကန်းရနာတင်ပွဲအတွက်ကြိုတင်ဆောင်ရွက်ချက်များ the third buddhist council တတိယသင်္ကန်းရနာတင်ပွဲကျင်းပတဲ့အကြောင်းရင်းအကြောင်းအရာများ and the religious activities of king ashoka အတောကမင်းကြီးရဲ့သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များ next the nine religious missionary sent to nine different countries ကိုရင်ကိုထာနာကိုသာသနာပြုရေးဆီလွတ်တဲ့အကြောင်း and then king atoka ဒီအတောကမင်းကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော် next the edicts of king ashoka Adoka Jausa Ranya Ajang. Next, 13 Rock Edict of Ashoka Kalinga Rock Edict Kalinga Jausa Mya Kalinga Jausa Nepatade Ajang. Now, Gata Witu. And then, the arrival of Buddhism in Ceylon, Sri Lanka. ပြီးဟိုနိုင်ဗုဒ္ဓသာသနာရရှိထွန်းကားပုံစတဲ့အကြောင်းချက်ကလေးတွေနဲ့မျှဝေသွားမှာဖြစ်ပါတယ်။ဒီနေ့မျှဝေမယ့်အကြောင်းအရာကတော့ Preparatory Measures for Convening the Tatiya Singhayana Tatiya Singhayana တင်ပွဲအတွက်ကျူတင်ဆောင်ရွက်ချက်များနဲ့ဆိုင်တဲ့အကြောင်းအချက်ကိုပထမဦးဆုံးမျှဝေပေးပါမယ်။ In Dipawanta and Sika Kanda Atakata state that the Dutiya Tingai Tingitikara Mahathira lead by Venerable Tapakami took preparatory measures for convening the Tatiya Tingayana in order to purify the teachings of Buddha with far sighted views. ဒီတတတတိယသင်္ဃာယနာတင်ပွဲတွေကျူတင်ဆောင်ရွက်ချက်တွေကတော့ပေါ့နော်ဒီပဝင်သားနဲ့ပါရာဇိကခန္ဓာတွေမှာဆိုရင်ဒုတိယသင်္ဃာယနာတင်ပွဲပြီးဆုံးတဲ့အခါအရှင်သဗ္ဗကာမိအစရှိတဲ့ဒုတိယသင်္ကီတိကာရမထေရတွေကတဲ့နော်နောက်အခါမှာသာသနာတော်ကိုပေါ့ဖျားရှင်ရဲ့ဒီသာသနာတော်ကြီးကိုတဲ့တန်ရှင်းရေးဒီချင်းပြုရမယ်ဆိုတဲ့တတိယသင်္ဃာယနာတင်ပွဲအတွက်နော်ဘလို့အမြော်အမြင်နဲ့ အမြော်အမြင်ကြီးမားစွာနဲ့ကျွတင်ဆောင်ရွက်ခဲ့တဲ့အကြောင်းအရာတွေကိုဖော်ပြထားတာကိုဒီလာမှတ်သားရပါတယ် Those efforts are preliminary measures for governing the tatiya tingayana as well as a, a partial expression of venerable mogli buddha deities life who would lead the whole တတိယသင်္ဂယနာအဲ့ဒီခုနပြောခဲ့တယ်ပေါ့နော်ဒီ record ဒီမှတ်တမ်းမှတ်ရာတွေမှာအဲ့ဒီဆောင်ရွက်ချက်တွေဟာတတိယသင်္ဂယနာတင်ပွဲအတွက်ကျူတင်ဆောင်ရွက်ချက်တွေဖြစ်တယ်လို့တတိယသင်္ဂယနာ တင်ပွဲကြီးမှာဥဆောင်ရမယ်အရှင်မောကလိပုတ္တတိတရဲ့ဘဝတစိတတိတကိုလည်းဖော်ပြထားတာကိုလ ీల မှတ်သားရပါတယ် After having completed the Tutiya Tingayana Tingitikara Mahathiras, pondered upon the coming dangers for the Buddhist teachings, and knew beforehand about the coming events 118 years after Dhammasoka would become king. in Pataliputra, ruling the whole Subhutipa. ဒုတိယသင်္ဃာယနာတင်ပွဲကြီးပြီးဆုံးတဲ့အခါမှာပေါ့နော်ဒီတင်ဂီတိကာရမထေကြီးတွေကတဲ့နောက်အခါမှာဖျားသာသနာမှာဒီလိုဘီးရံမျိုးတွေဖြစ်အောင်မလားလို့ရှုမြင်ကြည့်တယ်ကြည့်ပါတယ်တဲ့အဲ့လိုရှုမြင်ကြည့်တဲ့အခါမှာဒုတိယသင်္ဃာယနာတင်ပွဲကြီးပြီးဆုံးတဲ့အခါမှာစပြီးတော့ နောက်နှစ်ပေါင်း138နှစ်ကြာတဲ့အခါမှာပတ္တလိပုတ်ဆိုတဲ့ပြည်မှာဓမ္မတော်ကဆိုတဲ့အမည်နဲ့เนาะဒီမင်းဟာတဲ့ဇဘူးဇဘူးဒီပါကျွန်းပေါ့เนาะဒီဇဘူးဒိတ်ကျွန်းကြီးကိုအုတ်ချုပ်လက်တန်းဆိုတာကိုသူတို့ဟာရှေ့ကိုเนาะရှုမြင်ကြည့်မိတယ်လို့ဒီစပိဆိုင်ရာတွေမှာလည်းမှတ်တမ်းမှတ်ရာတွေဒီလားမှတ်သားရပါတယ် He would venerate Buddha's teachings, supporting with so many gifts. The Dimiabono, Tadanago, Jinu, Mujizwa, Pita Jamu, Lalava, Miazo, and Puzo the Ditias, heretics, being out of Buddha's teachings with a craving for a great deal of those gifts. would enter the Sangha aura and show their heretical views. အဲ့ဒီခါမှာပေါ့နော်ဒီသာသနာပတိဋ္ဌိတွေကတဲ့လက်လာပါတွေကို တောင်းတပြီးတော့ဒီဗုဒ္ဓသာသနာတော့အတွင်းကိုဝင်ရောက်ပြီးတော့ယဟန်ပြုကြမယ်မိမိတို့ရဲ့မိစ္ဆာအယူတွေပြချမှုတွေလည်းဖြစ်ပေါ်လာမယ်တဲ့ The true teachings what came to mingle with heretical views and danger would also arise in the tadana နော်အဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာသာသနာတော်ဟာအာနေချင်းကိုရောက်ပြီးတော့ပေါ့နော်ဒီသာသနာတော်မှာဘေးရန်တွေဖြစ်ပေါ်လာမယ်လို့လည်းအဲ့ဒီသင်္ကိတိကာရမထေရကြီးတွေကကြွတင်ပြီးသိမြင်တုံ့ပြန်ခဲ့ကြပါတယ် They also thought of their longevity whether they would live at that time and knew that they would not live နောက်အခါမှာပေါ့နော်ဒီမထေရကြီးတွေဟာတွေးတယ်သာသနာဘေးရန်ဖြစ်ဦးမှကိုသိမြင်ကြတဲ့အတွက်တင်ကိတိကာရမထေရကြီးတွေကဒီလိုသာသနာဘေးရန်ဖြစ်တဲ့အခါငါတို့တွေရအသက်ထင်ရှားရှိဦးမှာလားလို့လေသူတို့ဟာစဉ်းစားမိကြတယ် when သာသနာ encountered the danger on considering who look after the teachings on behalf of them. They searched for the one who would enable to extinguish all those dangers to Tadana. နော်ဒီသာသနာဘေးရန်ဖြစ်ပေါ်လာတဲ့အခါမှာလဲမထေရုဟာအသက်တင်ရှားချိကြတော့မှမဟုတ်ဘူးပေါ့နော်မထေရုအသက်ထင်ရှားမရှိတဲ့အခါမှာရောက်တဲ့အခါမှာပဲဒီဘေးရန်ညီများလိမ့်မယ်လို့လဲ

Brahma developing the jhanic trends to step up the higher level of Brahma abode. အဲသူတို့ပေါ့နော်ဒီတင်ကိရိကာတာကာရတင်ကိတိကာရမထေကြီးတွေကတဲ့ငါတို့မရှိရင်ငါတို့ကိုစားဘယ်သူကဒီလိုဘေးရန်ကိုငင်းအောင်ဆွတ်ဆောင်နိုင်ပါမလဲလို့ကြံစည်ပြီးတော့ပြမပြင်းနေတကွနတ်ပြည်6ထပ်လူပြည်စတဲ့ဌာနတွေကိုသူတို့ကကြည့်ရှုပြီးတော့ သာသနာဘေးရန်မြိမ့်ပေးမဲ့ပုဂ္ဂိုလ်ကို ရှာဖွေကြပါတယ်တဲ့အဲ့လိုရှာဖွေလိုက်တဲ့အခါမှာပေါ့နော်မြမပြီမှာတတန်းကုံလွန်နေပြီဖြစ်ပြီးတော့အထက်မြမပြီကိုတက်လှမ်းဖို့အတွက်ဇန်သမာဓိအားထုတ်နေတဲ့တိတ်တမဟာမြမကြီးကိုတွားပြီးတော့တွေ့မြင်ခဲ့ကြပါတယ်တဲ့ออนเรียลไลซิ่ง that he would unable to do so. They requested him to be born at Brahmin Mowgli's house in Padaliputra of human world after his limited lifespan. အဲဒီမထီမြက်ကြီးတွေอ่ะပေါ့เนาะတိတ်တပြမကြီးဟာပေါ့သာသနာဘေးရန်ကိုနှိမ့်နိုင်စွမ်းရှိမယ်ဆိုတာသူတို့ဟာသိကြတယ်အဲ့လိုသိလိုက်ပြီးတဲ့အတွက် တိတ်တပြမကြီးကိုပြမပြီမှာတက်တန်းစီမယ်ဆိုရင်တက်တန်းစီသွားပြီးပြီဆိုရင်လူပြီးပတ္တလီပုတ်ပြီးမှာရှိတဲ့မောက်ကလီပုံနာရဲ့အိမ်မှာ ဝင်စားစီကြမယ်ပေါ့နော်သူတို့ဟာဒီလိုမျိုးကြံစီခဲ့ကြတယ် to be ordained at the age of 7 to land mandrats and to abolish heretics views and to promote genuine teachings of the buddha နော်သူတို့ကဘောနော်ဒီအရွယ်ရောက်လာမယ်ပေါ့ခုနပုံနာအိမ်မှာဝင်စားစီမယ်နော်ဒီမောက်ကလိဆိုတဲ့ပုံနာအိမ်မှာဝင်စားစီမယ်တိတ္တဖြစ်မှာယူအရွယ်ရောက်လာတဲ့အခါမှာမန္တန်တင်ဖို့အကြောင်းပြပြီးတော့ယဟန်ပြုပေးကြမယ်ယဟန်ဖြစ်လာတဲ့အခါလဲအတ္တမဝါရီတိဋ္ဌိတွေရဲ့ဘေးရန်ကိုနှိမ်နှင်းပြီးတော့သာသနာတော်ကိုချီးမြှောက် စီအန်လို့အကြံဖြစ်တော်မူပြီးတော့တိတ်တမဟာပြမကြီးထံသွားပြီးအကြောင်းစုံကိုပြောပြတောင်းပန်ခဲ့ကြပါတယ်တိတ်တမဟာဗြဟ္မာ was so pleased to hear them that he promised to abolish the dangers to tadana and to promote the teachings ဒီတိတ်တမဟာပြမကြီးကလည်းငါကတော့ဗောနော်ဒီတဒနာဘီယံကိုတုတ်တဲ့ ော့သာသနာကိုချီးမြှင့်ချီးမြှောက်နိုင်တဲ့သူ ဖြစ်ရတော့မှာပါတကားဆိုပြီးတော့ဝမ်းမြဝမ်းသာဖြစ်ပြီးတော့မထေရီရဲ့အလိုတိုင်းဖြစ်ပါစေရမယ်လို့ဝန်ခံဂရိပြုခဲ့ပါတယ်ဒုတိယသင်္ကိတိကာရကမဟာထေရစ ordered the two yen ပဋိစံဝိဒါပတအရဟံစ် venerable tikava and venerable santavisi who lately joined the sangha assembly of dutiya tingayana dutiya tingayana တင်စဉ်အခါတော့ငါသတင်းဝါငေရွေသေးတော့လဲပေါ့နော်ပိဋကတ်၃ပုံအာဘုံအာဂုံဆောင်ထားတဲ့ပဋိတံပိတာပဋိတံပိတာပဋ္ဌ အရှင်သိက္ခဝနဲ့ပေါ့နော်အရှင်စန္ဒဝိဇ္ဇီဆိုတဲ့ရဟန္တာအရှင်မြတ်နှစ်ပါးကိုဒုတိယသင်္ကိတိကာရကမထေမြတ်တို့ကနေပြီးတော့မှသူတို့ကိုပေါ့နော်အမိန့်ချမှတ်ခဲ့တယ်ပေါ့နော် They said to them ဒီရဟန္တာနှစ်ပါးကိုဒီသင်္ကိတိကာရကမထေကြီးတွေကနေမိန့်ဆိုမိန့်ခဲ့တယ်ပေါ့နော်အဲ you two did not come to the moment when Adhikarana was performed in time. So we have to give your penalty. ตนุเนี่ยวกาบอดีทุติยะติงกายนาติงบวยอธิกรณะปิゅ่ดะเฉินนุงก็ย่อมมะลาได้ด้วยตนุโกดันท้าเมป่ะเนาะบาเลยสรอก one of the two has to take responsibilities for ordination of yantika brahma at the age of 7 after he had been born in Mowgli Brahmin family เนาะဒီနှစ်ပါးတည်းကတပါးကတော့ပေါ့เนาะတပါးရဲ့တာဝန်ဝတရားကတော့ဒီတိတမဟာပြမကြီးဟာဒီမောက်ကလိပုံနာရဲ့အိမ်မှာပြိတ္တိယူမယ်။နောက်မွေးဖွားလာပြီးတဲ့အခါအသက်9နှစ်ရောက်တဲ့အခါမှာအဲ့ဒီအိမ်ကနေပြီးတော့ပေါ့နော်။ဒီမောက်ကလိမထေလောင်းနေရကိုအဲ့ဒီအိမ်ကနေ ခေါ်ထုတ်ခဲ့ပြီးတော့မှသူ့ကိုနော်ရှင်ဟန်းပြုတ်ပေးတာမျိုးပေါ့နော်အဲသူ့ကိုရှင်ပြုတ်ပေးရမှာပေါ့နော်တပါးကတော့အဲ့တာဝင်းနဲ့နောက်တပါးကတော့ the other one has to teach the young mogli brahmin the words of buddha နောက်ကျန်တဲ့တပါးကတော့ပေါ့နော်ဒီမောဂလိပုတ္တတိတ်တလောင်းလျာ ရှင်သာမဏေကိုဗုဒ္ဓဝဆနာတွေဖျားရှင်ရဲ့တရားဒေသနာတော်တွေအားလုံးကို တင် जा ပေးရမယ်တင် जा ပေးလို့ဆိုပြီးတော့မှဒီမိဆိုပြီးတော့တာဝန်အသီးသီးသူတို့ကိုပေးအပ်ခဲ့ပါတယ်တဲ့ after dutiya tingiti kara mahathiras lead by venerable tabakami had arranged the promotion and propagation of buddhist teachings they took noble demites of anupaditita နိဗ္ဗာန်နိဗ္ဗာန်เนาะဒီအရှင်သဗ္ဗကာမိအစရှိတဲ့ဒုတိယသင်္ကီတိကာရမထေကြီးတွေကဒုတိယသင်္ကာယနာတင်ပြီးသာသနာတော်ကိုတုတ်တင်ရှင်းလင်းကတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခဲ့တဲ့အကြောင်းပေါ့နော်ဒီအကြောင်းနေနဲ့ပတ်သက်ပြီးတော့လဲပါရာစီကအထကထာလာဒုတိယသင်္ကီတိကထာအခန်းမှာဒါတွေကိုမှတ်တမ်းမှတ်ရာတွေကိုဒီလက်ထရီချာတွေမှာလိလာမှတ်သား သိရှိရပါတယ်ဒီနေ့တော့ဒီပထမအဦးဆုံးတတိယသင်္ဃာယနာတင်ပွဲအတွက်ကျူတင်ဆောင်ရွက်ချက်များနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမျှဝေပေးပါတယ်နောက်ပြီးတော့မှဆက်လက်ပြီးကျန်တဲ့အကြောင်းချက်တွေပေါ့နော်အဲ့ဒါတွေကိုဆက်လက်မျှဝေသွားပါမယ်